ိုင်းတုံမြို့၌အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွယ်သုံးမှုနှင့်တရားဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းမှတ်အကျိုးဟောပြောပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့၌အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွယ်သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းမှတ်အကျိုးဟောပြောပွဲကိုဂျွန်လ၄ရက်ကအာထကကွယ်အလကသုံးကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ဟောပြောပွဲတွင်အခြေခံပညာထက်တန်းကျောင်းကွယ်အလကသုံး ြောင်းဆရာမကြီးဒေါ်အေးစန္ဒနိုင်က အမှားစကားပြောကြပြီးကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးဆိုင်ရွှေအောင်နှင့်ဒုတိယဦးစီးဘူးဒေါ်တီတီဝင်းတို့ကမူရေးစေဝါတုံးဆွဲခြင်းကြောင့်ကျမ်းမာရေးလူမှုရေးစီးပွားရေးထိခိုက်ဆုံးရှုံးမှုများအကြောင်းမူရေးစေဝါပြည့်မှုများကျူးလွန်မှာကချမှတ်ခြင်းခံရမည့်ပြစ်ဒဏ်များအကြောင်းမူရေးစေဝါအန္တရာယ်ကျူးတင်ကာကွယ်ရေးအတွက်သိရှိလိုက်နာသင့်သည့်အချက်များကို ကျောင်းသားကျောင်းသူများအသိပညာပေးဟောပြောခဲ့ပါတယ်။ထို့နောက်အလုတ္တမညွန်ကြားမှုဦးစီးဌာနကျိုင်းတုံမြို့နယ်ဦးစီးမှုဒေါ်ချယ်ရီဦးကအလုတ္တမရေးရာကိစ္စရပ်များအကြောင်းသိကောင်းစရာများကို၎င်းရှမ်းပြည်နယ်ရှေးပိုင်းစားသုံးသူရေးရာဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှုရုံးမှဦးစီးမှုဦးအောင်လင်းဦးကစားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို၎င်းကျောင်းသားကျောင်းသူများအသိပညာပေးဟောပြောခဲ့ပါတယ်။ ထို့နောက်ကျောင်းသားကျောင်းသူများခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှအပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်ထိမ့်မတ်အကျူနေရန်ကတ်စာဆောင်များနှင့်ကလေးအလုသမားပပျောက်ရေးဆိုင်ရာအသိပညာပေးနေရန်ကတ်စာဆောင်များပြသဆောင်ရွက်ပေးပြီးစားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူများကကျောင်းမုံဆိုင်များအားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခမညာ